င်္ဂလာပါရှင်ငလျင်လောက်ခတ်ခဲလို့စကိုင်းတတာအပါဝင် မန္တလေးနှမ်းမြုပ်ရိုးနဲ့မြန်မာနိုင်ငံအနက်ကအဆောက်အုံများစွာပျက်စီးဆုံးရှုံးခဲ့ရတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်မြန်မာနိုင်ငံအလဲပိုင်းစကိုင်းပြည်ညွတ်ကျော်ကိုပို့ဟိုပြုပြီးတော့လောက်ခတ်ခဲ့တဲ့ငလျင်ကျောင်းစကိုင်းတတာအဟောင်းပါဝင် မန္တလေးနမ်မြုပ်ရိုးနဲ့နိုင်ငံအနက်အဆောက်အုံပေါင်းများစွာပြည့်စည်ဆုံးရှုံးခဲ့ရပါတယ် မလာ28ရက်နေ့မြန်မာစံတော်ချိန်12:50မိနစ်မှ53မိနစ်အထိငလျင်လောက်ခတ်ခဲ့ပြီးတော့ခုံတတမခုံရီချက်တာစကေးရှိက ငလျင်ငယ်များလဲလောက်ခတ်သွားကြောင်းငလျင်တိုင်းတာရဝက်ဆိုင်များလဲဖော်ပြထားပါတယ်အလိုငလျင်လောက်ခတ်မှုကြောင်းမန္တလေးမြို့အတွင်းမန္တလေးတက္ကသိုလ်အပါအဝင်၄နေရာကျော်မိလောင်ခဲ့ပြီး အဆောက်အုံများစွာပြိုကျပျက်စီးကလူအတေပြောက်များကဆေးရုံကြီးပင်လူနာမနိုင်တော့ကြောင်းဒေတာခန့်များကပြောပါတယ်။အန်ဒလင်းမြို့ကမဟာမျက်မှုနှင့်မစိုးရင်ကြောင်းတိုင်တောင်တမန်တိုက်တင်တော်ပိနေကက်ကျောင်းမန္တလေးတက္ကသိုလ်ပလီ အောင်ပန်းမြုပ်ကအောင်ပန်းဟိုတယ်နဲ့တဒါဦးလေးစိတ်တို့လည်းပြိုကျပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ပဲခူးတိုင်းတောင်ငူမြုပ်တွေလည်း CD ပထိုးများဘုံတော်ကြီးကြောင်းများပလီများပြိုကျပျက်စီးခဲ့ပြီးလူသေဆုံးမှုများရှိနေတယ်လို့သိရှိရပါတယ်။အဲ့ဒါအပြင် နေပြည်တော်ကောင်စီနယ်မြေတွေလည်းစောင့်မျက်ရတနာခမ်းမနဲ့စစ်ကောင်စီစီရင်ချောက်အနောက်ရှိတောင်ပြိုကျတယ်လို့ကနောက်ဦးတည်ရပါတယ်။ကရနီပြည်နယ်နဲ့ကရက်ဒေတာအတွင်း၌လည်းငလျင်လောက်ခတ်ခဲ့ပြီးတော့ဖျားကြောင်းဆောင်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့တည်ရပါတယ်။ ငလျင်လောက်ခတ်မှုက စကိုင်းပြည့်ရွေကြောကနေစတင်ခဲ့ပြီးတော့ခုံတတမခုံရစ်ချက်သားစကေရှိကအဲ့ဒီငလျင်လောက်ခတ်မှုကြောင့်မြန်မာလာအိုအိန္ဒိယဘင်္ဂလားဒေ့ရှ်တရုတ်နဲ့ထိုင်းနိုင်ငံတို့ခံစားခဲ့ရပါတယ်ရှင်။